ျွန်တော်အမိကတော့ကိုမြအောင်လို့တော့တော်လိုင်းရင်းထဲမှာတည်ပါတယ်နော်ကျွန်တော်ဒီတော်လိုင်းရင်းထဲမှာတော့အမိများစွာရှိပါတယ်ဆန်ရှေလို့လည်းတည်တယ်ပြီးတော့ဗေဒါလို့လည်းတည်ရပေါ့ကျွန်တော်ဒီမန်လေးတိုင်းမှာတည်းကကျွန်တော် UG စောခဲ့တယ်ဒါတပိတ်တို့ဆန္ဒလေးကျွန်တော်ပြခဲ့တယ်။နောက်ကြတော့ကျွန်တော်ရဲ့အိမ်အာဝင်ပြီးတော့ဒါစိတ်ကန်းကားလေးနဲ့ဝင်ပြီးအသိန်းခံရတယ်။ တိတ်ကြလို့ကျွန်တော်တောင်ပိုင်းရောက်တယ်။တောင်ပိုင်းကနေမှတစ်စင်းကျွန်တော်ထောက်ဖို့လုပ်တယ်။ထောက်ဖို့ကနေမှတစ်စင်းကျွန်တော်ဒါဒီ RDF for Locate Fan Force အနေနဲ့ကျွန်တော်ကတူလီအာမေရှိမှကျွန်တော်တနေ့တာဝန်ထမ်းဆောင်ခဲ့တယ်။ပြီးတော့ကျွန်တော်ဒီခုမဲဆောင်မှာအလုပ်လုပ်တယ်ပေါ့။2022ကုန်ပိုင်းကစပြီးတော့မဲဆောင်မှာကျွန်တော်အလုပ်လုပ်နေတယ်။လုပ်လို့လို့ရတဲ့ငွေနဲ့ကိုယ်ပိုင်ရှာလို့ရတဲ့ငွေလေးနဲ့ကျွန်တော်ပြန်ပြီးတော့ထောက်ဖို့လုပ်နေတယ်။ ်တော့ဘလုံးနေရပါတော့အခုအသက်ခံရတဲ့ဥကုငယ်ဆိုတာကကျွန်တော်ဆုံးပါသွားတဲ့ဒီတော်လိုင်းထဲမှာကျွန်တော်မိဘနှစ်ပါးလုံးဆုံးတာဆုံးပြီးတော့ကျွန်တော်တွေ့ခွင့်မရဘူးအဲ့ဒီဒေဂါမှာဒါအမေရဲ့ဒီလာကနှစ်ပတ်လည်ပေါ့နော်နှစ်ပတ်လည်တစ်နှစ်ပြည့်တဲ့လာမှာပဲဟိုကျွန်တော်ဦးလေးကပြစ်သက်ခံရတယ်ပြစ်သက်ခံရတဲ့အနေအထားကဒါဥကုငယ်ဆိုတာအမေရဲ့အကူပေါ့ အကိုနှစ်ယောက်ရှိတယ်ပေါ့အကိုနှစ်ယောက်ကအမွာဘူးအမွာဘူးဆိုတော့အကိုအကြီးက ရှန်ကုန်မှာနေတယ်အကိုအငယ်ကကြတော့ဒါဒါကံမဒါကြောက်ဆောင်မှာကျန်ခဲ့တယ်ပေါ့ကျန်ခဲ့ပြီးတော့သူတို့ကလည်းဒါပညာတတ်တွေဖြစ်တဲ့အားလျော်သွားသူရဲ့မိသားစုကလည်းနိုင်ငံသားမှာအလုပ်ထွက်လုပ်နေတဲ့လူတွေရှိတယ်သူကိုယ်တိုင်လည်းအသက်82နှစ်ဆိုတော့ရွှေမှာပဲအေးချမ်းချမ်းနေပဲနေတယ်ပေါ့နော်ဟုတ်ကဲ့ပါဗျာဟုတ်ပထမဆုံးကြားရတဲ့နေ့ကတော့ ထူးဆန်းတယ်။ညနေကြီးကိုဖုန်းဝင်လာတာပေါ့နော်။ဖုန်းဝင်လာတော့ကျွန်တော်ကမိသားစုနဲ့မဆက်သွယ်ရလဲကြာပြီ။ကြာပြီဆိုတော့အာပြီးတော့မဆက်သွယ်တဲ့အကြောင်းတရားလည်းရှိရပေါ့နော်။မိသားစုကကိုယ်ကဆက်သွယ်လိုက်မှပြဿနာတက်မှလည်းဆိုးတယ်။ဆိုးတော့ကျွန်တော်ကဒီမှာအဲမဲဆောက်မှာကော့ကိုတီးတန်နေနေတဲ့အခမ်းကဏ္ဍရှိရပေါ့နော်။အဲ့ဒီနေသားမှာဖုန်းဝင်လာညနေညနေဆိုတော့ညနေဆိုခေါင်းနှာ၈နာရီလောက်ရှိမှာပေါ့။အဲ့တော့ကျွန်တော်တို့ ဟာအင်ကောနာမယ်အနေနဲ့ပြောတာနိုးပေါ့တာနိုးပေါ့တာနိုးမင်းဥကုငယ်တီလားတဲ့တီရောတီရဲ့လေးကိုကျွန်တော်တို့ကကျတော့ဘဘဥကုငယ်လို့ခေါ်တာဘဘကြီးဟိုဒါကိုဦးလေးတွေဆိုရင်ကျွန်တော်တို့ကနိုင်ဒီဘုန်းနေဆိုတော့ brother လေးတီရဲ့အတိုင်းပဲခေါ်ဝေါ်တွေကဦးလေးကြီးကိုဘာလို့အဲ့လိုမခေါ်ဘူးဘဘကြီးအာဘဘငယ်ပေါ့နော်အာဘဘငယ်ဘဘငယ်ကိုပြောရလားပေါ့ပြောတီရဲ့လေးလို့ကျွန်တော်ဒါဟိုဒီဘက် ဟိုဒီရေးခင်းနေမတိုင်ခင်ကျွန်တော်အသက်28လောက်တုံးရတော့မှဥက္ကုငယ်နဲ့တွေ့ပြီးစကားအေးဆေးပြောလက်ဖိတ်ဆိုင်အောင်ထိုင်နိုင်သေးတယ်ရန်ကုန်မှာလို့ဦးလေးကဘာဖြစ်လို့လဲလို့ကျွန်တော်မေးလိုက်တယ်မေးတယ်ဆိုတော့လဲကျောင်းတရရှိရယ်ဗျာဒီကာလမှာကျွန်တော်အကြောက်နေပြီအမေဆုံးတော့ကလည်းမနေ့အစောကြီးမနေ့9နာရီထိုင်ဟိုဟိုသားနှုတ်ကြီးအမေတော့ဆုံးပြီဆိုပြီးတော့လာတာ ဘသူအတီလားဆိုပြီးတော့မေးလိုက်ရင်ဒီကာလာစုံးတဲ့နှစ်တည်းကြီးပဲကျွန်တော်အတိုင်းဝိုင်းနေမှာလဲမေးဘသူကိုအတီလားဆိုရင်ဟာအဲ့လူစုံးသွားပြီလားတန်မေးတာဖြည့်ဖြည့်မှန်ပဲအဲ့တော့ဘဘဘဘငယ်စုံးပြီလားလို့မေးလိုက်တဲ့အချိန်မှာအေးတယ်စုံးပြီတဲ့ရွာမှာပဲစုံးသွားတယ်ဒါပေမဲ့အစုံးတာတွေ့ရတာယူမဟုတ်ဘူးဆိုပြီးတော့ဇလန်ဆောက် ဆောတော့ကျွန်တော်ကဒီနောက်ပိုင်း2024ကုန်ပြီး2025အတွင်းမှာကျွန်တော်ကကျွန်တော်ဘောနော်ဒီဟိုစီးပွားရေးလေးလုပ်ပြီးတော့အေးလူလူနေတဲ့ကာလလေးအဲလိုင်းမော်မှာလည်းပွဲတွေပိုင်းကတိတ်မဖြစ်တော့ဘူးဟိုဟိုကျွန်တော်အကြောင်းလဲဟိုတည့်ရတဲ့အတိုင်းပဲဟိုကျွန်တော်ဝေဖန်ရေးဝေဖန်ရေးများတယ်ဘာကြောင့်လဲဆိုတော့ဆိုင်းရင်းနာဖွက်တတ်တဲ့အချင်းရှိတယ်အဲ့တော့ဒီလိုမျိုးတင်းတစ်ခုကဝင်လာတော့ဘာရှုပ်အောင်လဲမသိဘူးဘောနော်ကိုကအဲ့မှာဘယ်လိုဖြစ်လဲဆိုတော့ ဒီနေ့ညနေ9:00နာရီလောက်ကဆိုင်ရ3စီးနဲ့ PDF 6ရောက်လာတယ်။လာပြီးတော့ဥက္ကုငယ်ကရေချိုးပြီးကစသူ့အဝတ်တရအောင်မစာဝတ်တုံးမှရှိသေးတယ်။အထဲကိုဝင်ပြီးတော့ဥက္ကုငယ်ရှိလားဆိုရင်မေးတယ်။မေးပြီးတော့မိသားစုဝင်ဒေရှိကနေဖုန်းလေးလုံးသိမ်းတယ်။ကျွန်တော်တနင်္သီရရအိမ်မအိတ်ရှင်3ယောက်ရှိနေတယ်။မိသားစုဝင်3ယောက်။3ယောက်ရှိအောင်ဖုန်းလေးလုံးသိမ်းတယ်။ဖုန်းလေးလုံးသိမ်းပြီးတော့ အာဦးလေးဖြစ်တဲ့ဥက္ကုငယ်ကိုသူလက်ပြန်ကျုံတုတ်ပြီးတော့ခေါ်တော့ဘာလို့ဘာလို့လက်ပြန်ကျုံတုတ်ရတာရောငါပါပြစ်စီလို့ရောမေးတော့ပေါ်ဦးတဲ့စစ်စေးမင်းမြိုင်ုံပဲတဲ့မင်းမဖြေတဲ့အဲ့လိုပြောတယ်မင်းမဖြေတဲ့ကျန်တာရင်မပြောနဲ့ဆိုတော့သူလိုက်သွားတာပေါ့နော်အဲ့တော့တော့ရှားရွာလေကောင်မှပြတ်တက်ခံရတယ်ရွာလေကောင်မှဆိုင်ငယ်ပေါ်ကဆင်းပြီးတော့အရှင်းတော့လမ်းနေနေရှောက်ခိုင်းနေပြောတယ်လမ်းရှောက်ခိုင်းပြီးတော့မျက်နှာကိုတဲပြီးတော့ပြတ်တက်လိုက်တယ်ပြတ်တက်တော့ အဲ့ဒီသတင်းလောက်ပဲကျွန်တော်စကြတာပြစ်သက်လိုက်တယ်ဆိုတော့စပြောတော့ PDF ဆိုတော့ကျွန်တော်တို့ကဒါတော်လိုင်းသမားနေဆိုတော့ PDF လို့ကျွန်တော်မထင်ဘူးမထင်တော့ဒါကျွန်တော်လိုက်ပြီးစုံစမ်းရအောင်မယ်စကားစားပဲ PDF ဖန်တသိဝင်ပြီးတော့တတ်တာလားပေါ့ဗျာအဲအဲ့လိုအနေထားဖြစ်သွားပြီဖြစ်တော့ကျွန်တော်မှအဲ့ဒီနေ့ကအဲ့ KI အပိုင်းတွေကိုကျွန်တော်လိုက်နေတယ်ရွာလည်းအဲ့လောက်ပဲပြောရဲဆိုတော့ကျွန်တော်ပိုင်းလိုက်နေတော့ဒါတရက်ခိုင်တရင်လေးလို့ကျွန်တော်ကအာနာနာသိတယ် ိမ်မှာရှိရလဲတရင်လေးလည်းရှိရပကဖလည်းရှိတယ်ပကဖလည်းရှိရဆိုတော့ဘယ်အဖွဲ့မှကျွန်တော်မသိသေးဘူးပေါ့အိမ်မှာစဆုံတန်းစရာကြီးဖြစ်လာတာပေါ့ဗျာအဲ့ဒါတော့စသိတဲ့အကြောင်းရပါဟုတ်ကဲ့ဟုတ်အဲဦးကိုငယ်တို့ကပြောမယ်ဆိုရင်ကျွန်တော်တို့ဆိုဗျာဒါရန်ကုန်သားပဲထားလိုက်ပါတော့ကျွန်တော်စနစ်မြင်းသားဒါပေမဲ့ရန်ကုန်သားစစ်စစ်ဟုတ်ရဲ့လားလူတိုင်းอ่ะမဟုတ်ဘူးကျွန်တော်တို့ရဲ့ဒါအဖေတွေအမေတွေဖိုးတွေဖွားတွေစစ်မြင့်ပြန်လိုက်ကျွန်တော်ဆိုတဲ့ဒီ ကြောက်ဆောင်သွေးပါလာအဲအဖွားဆိုမင်းဘူးဗျာမင်းဘူးဗျာအဲဒီဘက်အဖေတွေအမေတွေဆိုလဲအဲ့လိုပေါ့နော်ဒါဟိုနေရလူကြီးလဲပါတယ်ပါတယ်ဆိုတော့ဒါနောက်ဆုံးကြမှာဒါဆက်နေမြင်းဆောင်ကြီးနဲ့ထွက်လို့အကုန်လုံးကရန်ကုန်သားပေါ့ဗျာဒါပေမဲ့သွေးတွေပါကြီးကဟိုပါလာကြတယ်ဒါပေမဲ့စကားပြောဟန်နေရလဲမတူမတူအခုရွာလူတွေနဲ့စကားပြောတော့သူတို့စကားပြောတဲ့လေတန်ယူစနဲ့ကျွန်တော်တို့ရန်ကုန်ကလူတွေပြောတဲ့လေတန်ယူစနဲ့ကအရန်ခွဲတယ်ခွဲတယ်ဆိုတော့ แกท้าบ่าတော့ဥက္ကုငယ်อ่ะဘယ်လိုလူမျိုးလဲဆိုတော့ तू ဟာကျွန်တော်နဲ့ဆုံးတွေ့ခဲ့ရသလောက်တော့ဒါကျွန်တော်အိမ်ဗတ်မိသားစုအတိုင်းဝိုင်းတစ်ခုလုံးကပတ်စံရှိတယ်အဖိုးတွေဖွားရှိမှာပတ်စံရှိတယ်ရွာမှာဆိုလဲဒါဟိုပြောရွာမျက်နှာဖုံးပုံစံပေါ့ဗျာရွာလေးဆိုတဲ့အတိုင်းပဲကျွန်တော်ငငယ်ခုနှစ်တန်းတော့ဟာသွားပြီးတော့ကိုရင်ဝင်လိုက်တော့တော်ရွာလုံးနှီးပါးကဆွေမကင်မျိုးရင်မကင်းနေဆွေမျိုးမကင်းဘူးပေါ့ ရွာကိုသွားတဲ့အခါမှာအဲ့ဒီတော့ကျွန်တော်ကဒါတစ်သားအိနာမြန်မာတိုင်းမတက်ချင်လို့အဲ့မှာထူးထူးဆန်းဆန်းဥလေးရှိမှာဘိုးတိုင်းရှိတယ်။အဲ့ဥလေးကဥတောင်းနဲ့တကြီးအဲ့ဒီတော့ရွာမှာအဲ့လိုမျိုးကျွန်တော်သွားတဲတာရှိတယ်။ကိုရွာမှာသွားပြီးတော့ကိုရင်ဝဲတဲ့တောက်လျှောက်မှာဒါအသားငါလုံးဝမပြတ်ဘူးပေါ့နော်။အသားကြီးငါကြီးအမြဲချက်ချွေးကြတာရွာလူကြီးဆိုတော့အဲ့တော့အဲ့မှာဥက္ကုငယ်တို့ကဘာလုပ်ငန်းလုပ်လဲဆိုတော့ဒါသူ့ရဲ့အကြောင်းကဆက်ဆက်ပြီးတော့ကျွန်တော်ပြောရမယ်ဆိုရင်စံစဘာလုပ်ငန်းလုပ်တာ။ ကျွန်တော်ရွာမှာဆိုရင်ဒါစန်းနေပိုင်းဆိုရင်ဒါ break down နေပိုင်းနဲ့ဖွတ်တဲ့လုပ်ငန်းတွေလည်းရှိတယ်အဲစပားဆိုင်ပြီးတော့အဲ့အာကိုပြန်ဝယ်ပြီးတော့ရောင်းတဲ့လုပ်ငန်းလည်းရှိတယ်ဟိုစီဝါကောင်းမကောင်းကတော့သူ့ရဲ့မျိုးဆက်ကိုဒါစာလုံးပို့ထားတယ်ဆိုကြတဲ့ဟိုကဒါစီဝါကြီးကောင်းလို့ပဲပေါ့ဗျာနော်တိကျအဲ့တော့ကျွန်တော်တို့ဒါအခြေခံရေဘူးရစကားအဖြစ်ဒီလူကငွေမလိုနေဘူးပြီးတော့အတက်က तू ဆုံးသွားတဲ့အချိန်မှာ80နဲ့တနစ် तू စီရင်ခံလိုက်တဲ့အချိန်မှာကျွန်တော်တို့ပြောမယ်ဗျာ65အကျော်လာပြီဆိုရင်လူတစ်ယောက်ကဘာကိုစဉ်းစားမလဲကျွန်တော်ဒါတတိယရွယ်ဖြစ်သွားပြီဟုတ်တယ်နော်အဲ့အနေထားမှာဖျားတရားဘာဝနာပဲအကုန်လုံးပွားကြမှာအဲ့အနေထားမှာဒလန်လို့လုံးเสียလုံးရက်ဒီများများလုံးနိုင်လားမလုံးနိုင်တော့ဘူးလားလူတစ်ယောက်ဟာဒါ65ကျော်လာအခု87ဗျာ ဦးလေးကိုနောက်ဆုံးရွာသူရွာသားကြီးပြောတာဦးလေးကအပြင်းမထွက်ဘူးအိမ်မှာပဲရင်သွေးကြမ်းတောက်လေးရှိတယ်တနေ့တနေ့အဲ့ဟိုတရားလေးနာလိုက်အိမ်မှာလေးနေလိုက်သူ့ကိုခင်တဲ့အမေနဲ့လူအိမ်လာနေရင်သူတွေ့ပြီးရောရွာမှာဆိုတော့ရင်သွေးကြမ်းတလေးပေါ့ဗျာနော်အဲ့လို အနေထားနဲ့နေခဲ့တယ်အဲ့တော့အခုလုံးချန်ခံရတဲ့ဦးလေးကရန်ကုန်လဲအမြဲတမ်းလာနေတယ်ရန်ကုန်လာနေရင်လည်းသူ့ရဲ့မျိုးဆွေရှိမှသူလာတယ်ရွာပါလာတယ် ဲရွာထွက်ပေါ့ပစ္စည်းလေးတွေသူယူလာတယ်။ဘာမှတော့မဟုတ်ဘူးပေါ့ဗျာ။ဟိုဆန်ဆိုလဲဆန်၊ချက်တုံဆိုလဲချက်တုံပေါ့။အဲ့အောင်မရမခရွာလူတွေအမြဲတည်လာလေးရှိတယ်။အမြဲတည်လာလေးရှိတယ်။ဘလောက်ပဲဆန်ပေါ်ပါလေပြောပြောသူတို့ကဆန်ထွက်တယ်နေရာတွေဆိုတော့ဆန်နေပါတည်လာတယ်။ချက်တုံနေရာပါအထုတ်လိုက်တည်လာတယ်။အဲကျွန်တော်အဖိုးရှိတယ်ကာလာလေးရပါတော့အဖိုးကလည်းကွယ်လွန်သွားပြီအဲ့တော့ဟိုရန်ကုန်မှာတော့သူတို့အမရှိတယ်ပေါ့ကျွန်တော်အဖွားရှိတယ်ပေါ့ ဖွားရှိရောအများရန်သူကလာလာလဲတယ်လာလဲတော့အဲပြောရမယ်ဆိုရင်ဒီဦးလေးဆုံးသွားတာကိုကျွန်တော်အဖွားမသိသေးဘူးဗျမသိသေးဘူးအဖွားကသူ့သမီးဆုံးသွားကျွန်တော်အမေပေါ့နော်သူ့သမီးဆုံးသွားတဲ့ဒီလမှာအထူးကြေကွဲနေရဒီ၁၇လပိုင်းမှာသူ့ရဲ့အမျိုးသားဖြစ်သူကျွန်တော်အဖိုးကလည်း၁၇လပိုင်းပဲဆုံးတာကျွန်တော်ရဲ့အမေကလည်း၁၇လပိုင်းဆုံးတာအခုသူ့ရဲ့ပေါင်းဒီလိုမျိုးကြီးစီရင်ခံရပြီးတော့၁၇လပိုင်းမှာဆုံးသွားရဲဆိုအဖွားကလည်းတက်ကြီးပြီးတော့ အဲ့တော့သူစိတ်ထိခိုက်မှာဆိုလို့အကုန်လုံး high လောက်ထားတယ်ဒီတတိယုံပေါ့နော် high လောက်ထားတယ်ဒါကြောင့်လဲဆိုတော့အဖောက်ဆိုဒါပူတိပါလေဒါသူ့မောင်နေသူတော့ဘယ်လိုမျိုးနေထိုင်ရှင်းတန်းခဲ့လဲဆိုတော့မဟုတ်တာလုံးဝမဟုတ်ဘူးပမာဒီဝကြကြပဲနေခဲ့တယ်အဲ့တော့ဒါဥကုငယ်ရဲ့ဥကုငယ်ရောဒါကျွန်တော်အနေနဲ့မိသားစုဝင်တယောက်အနေနဲ့ပေါ့နော်ကျွန်တော်ဒါထောက်ခံပေးနိုင်တဲ့ဒါအချက်လည်းပဲပေါ့ရွာသူရွာသားတွေကလည်းအကုန်လုံးသုံးရတဲ့အချိန်မှာလည်းဥကုငယ်ကဒါဒလန်မဟုတ်ကြောင်းဒလန်နဲ့ပတ်သက်တဲ့ ဟာတွေတခုမှမလုပ်ထားကြအောင်ကျွန်တော်စာရေးပို့ထားရတယ်ရှိရပါတော့စာရေးပို့ထားအဲ့လေဟိုဟိုကျွန်တော်ပြီးရင်ဒီကလမ်းပို့ပေးလိုက်ပါမယ်ဟုတ်ကဲ့ပါဗျာဒါ PDF တက်နေဆိုတဲ့ကိစ္စကြီးတခုမှာတာမန်သူ့လိုကိုလိုဆွေမျိုးတွေကတော့ရှောင်ပြေးသွားမှာပဲဘာကြောင့်လဲဆိုတော့ဟာဒါ PDF တက်တာဒလန်မှုလို့ပေါ့နော် အဲ့ဒီဒေါ်တဲ့ကိုငါလက်ဝင်ရှုပ်ရင်ငါဘာပြောခံရမယ်ဆိုပြီးတော့ချိုးအောင်ရှောင်ပြေးပါမယ်။ဒါပေမဲ့ကျွန်တော်ကကျွန်တော်ဦးလေးရဲ့ဇာတ်ရိုက်တာကိုကျွန်တော်အာမခံနိုင်တယ်တိချက်နော်။နေ့ချက်ကြတော့ကျွန်တော်ဒီကိစ္စကိုကျွန်တော်စုံစမ်းတယ်။စုံစမ်းတဲ့အခါမှာကျွန်တော်အဓိကတော့နေကံကိုသွားရတယ်။အဲ့ဘက်ကလက်နက်ကင်ဖွဲ့စည်းကိုကျွန်တော်စုံစမ်းရတယ်။လက်နက်ကင်ဖွဲ့စည်းနဲ့ဆက်ဆက်မှုရှိတယ်။အကိုတွေဒီနိုင်ငံကြီးသမားတွေကိုကျွန်တော်အကူအညီတောင်းရတယ်။အကူလိုက်တောင်းရတာ။ကိုယ်နဲ့မသိရတဲ့လူတွေလည်းပါတယ်။ နောက်ဆုံးကျွန်တော်မုံကျင်လဲမုံနေမဲ့လူကြီးလဲပါရင်လဲပါကောင်းပါလိမ့်မယ်ဒါပေမဲ့သူတို့ကလည်းလိုက်ပေးပါတယ်အကုန်လုံးဘာကြောင့်လဲဆိုတော့ကိစ္စကြီးတယ် PDF ကတက်သွားလို့အဓိကကစကားစားတက်တယ်ဆိုရင်ဒါစကားစားရေရုံမှာကိုကျွန်တော်တီးပြီးသားဆိုတော့ထူးထွေပြီးမအံ့အောင်ဒါပေမဲ့ PDF တက်တဲ့ဟာနည်းနည်းစမ်းကြားနေရစမ်းကြားတဲ့အနေထားမှာဒလန်ဆိုရင် PDF တက်တာဒါကိစ္စမရှိဘူးပေါ့နော်ဒါအောင်မှဒလန်ကဘယ်အဆင့်ရှိလဲဘယ်လိုမျိုးရေးယူဆောင်ရွက်မှုတွေရှိခဲ့လို့ဒီလူကိုဒလန်လို့ ကောက်ချက်ချလို့ရလဲပေါ့နော်အဲ့ရဲ့သူ့ရဲ့လောရက်ကကြီးမားလို့စီရင်လိုက်တယ်ဘလိုပုံစံမျိုးစီရင်လိုက်တယ်ဆိုတော့ဒါအစစ်အစစ်ရှိရအောင်ပါတော့သူထူသန်းတာတခုကဒလန်တယောက်ကိုတော့မှဟိုရက်ရွာလဲမှာအဲ့လိုမျိုးတနက်ပြစ်ပြီးရောပြစ်ထားခဲ့လို့မရဘူးကျွန်တော်ဆိုတာလက်နက်ကင်လုပ်ခဲ့တဲ့အတော့ဒလန်ဆိုရင်ဘလိုဖြစ်ရှင်းရလဲသူ့ကိုဘလိုမျိုးဒါစစ်စင်းမင်းမြတ်နဲ့အဲ့အဲ့ဘော်ရလာတဲ့အချက်လက်ပုံပုံတီးပြီးတော့ထောင်းတယ်လား ဟုတ်လားပြီးတော့ဒီဒေတာဆိုင်ရာတိုးတက်မှုတွေအတွက်သူ့ကိုခေါ်တုံးလို့ရတယ်လေလန်သနာဖောက်ရင်ဒီမှာအလုပ်ကျန်းဝင်လို့အဲ့လိုမျိုးဟာတွေလုံပါလားခိုင်းပါလားဒါမှမဟုတ်သူ့ရဲ့လုပ်ရက်ကအရန်ကြီးလို့ဒါတက်တက်တက်ကိုပေါ့နော်အေးတက်တက်တက်ရဲ့အင်အားတွေလူ3 4 5ယောက်လောက်ကြာဆုံးတဲ့အထိအာလက်ထောက်ချထားလို့ရှင်းမယ်ဆိုရင်တော့မှကျွန်တော်တို့ကညင်သာဆုံးနီးနားနဲ့ပေးရတယ်ခေါင်းတွေပါဖြတ်လို့မရဘူးကျွန်တော်တို့ဒါတစ်ချက်တည်းနဲ့ဇီဝင်ချုပ်တဲ့ဟာကိုလုပ်ပြီးွားမှာ တေချာတွင်းတူးပြီးတော့မြှုပ်နှံပေးရတာဒါမှဘုံကြီးတွေပါခေါ်ပြီးတော့ဒါသူ့ရဲ့ဘာသာရေးပေါ်မူတည်ပြီးတော့ကမဝါဖတ်တာတို့ဒါအဲ့ရှိသေးရနော်ဒါလောက်ရတာဒါဒလန်ဆိုရင်တော့မှကျွန်တော်တို့ရဲ့စစ်ဥပဒေမှာနော်အဲ့ဒီထားမှာထားပါတော့ဗျာဂျွာလေကောင်မှာပြတ်တက်ပြီးတော့အလောင်းတော်မြင်းမမြုပ်ပေးဘဲနဲ့ထားခဲ့တယ်ချမ်းမတ်စစ်တက်ကလူတွေကိုတတ်ပြီးွားရင်ကိုသားသမီးကိုထဲရင်တို့ကျွန်တော်ဆန္ဒပြပွဲတော့မှာတွေ့ရတိုင်းပဲ ဒါဘု து အလောင်းလဲပိုင်ရှင်မဲ့အလောင်းလားမင်းတို့ဟိုဒီလိုဖြစ်ရင်ဒီလိုကြည့်ထားတော့ပါဘာဒါစတာစလောက်ရက်တယ်အဲ့ဒီအနေထားမှာဥက္ကုငယ်ပြတ်တက်ခံရတော့ရွာလူရင်မျက်မြင်ရှိရဗျာရှိတော့ထွက်လာတဲ့အခါမှာဘလို့ပြောရလဲဆိုကိုးဆောင်ချောင်းမဟုတ်ရင်အေးဆေးနေကြဆိုပြီးဆဲသွားတာဟိုစဉ်းစားကြည့်ဒါလက်တင်ခံလို့မရဘူးတိကျဒါစစ်စီကမရှိတာပဲ ဟုတ်ပြီနော်စစ်စင်းကမရှိရပဲအဲ့တော့ကျွန်တော်ပြန်တွေ့ရင်ရဲဘော်လေးလာတတ်တဲ့ရဲဘော်လေးကိုကျွန်တော်စိတ်ဆိုးရမှာလား no သူ့ဘလူး COC လောက်နေလားပုံမှန်ထက်ဆင့်ကျွန်တော်ကသွားရတယ်ဒါကျွန်တော်တို့လွယ်လွယ်တွေးရင်လက်တလုံးမှာတာဝန်ယူမှုတာဝန်ခံမှုရှိရမှာတိုင်ရင်မှုပဲအဲ့တော့ကျွန်တော်လာပြီးစုံစမ်းတဲ့အခါမှာတရက်ခေအိုင်အမှတ်လေးတိုင်ရင်ကျွန်တော်စာဖို့တယ်ဥကိုငယ်စီရင်ခံရတယ်ဒီရင်အလို့ပြောတယ်ဆိုတော့ဘသူလဲပြတယ် ကျွန်တော်ပါဘဒူဘဒူပါလို့ဆိုလိုက်တဲ့အခါမှာတော်လိုင်းနဲ့ပတ်သက်ပြီးပါလို့ထားဘူးလဲဆိုတော့ကျွန်တော်တော်လိုင်းနဲ့ပတ်သက်ပြီးလုပ်ခဲ့တဲ့အလုပ်လေးကိုကျွန်တော်ပြောပြတယ်ပြောပြတဲ့အနေအထားမှာအခုထိထောက်ဖို့လုပ်ပေးနေတဲ့အတော့လေးစားပါတယ်ဆိုပြီးတော့ပြောတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်မြေပြင်မှာလည်းအခြေအနေရှုပ်ထွေးနေသဖြင့်တဲ့လောလောဆယ်တရင်ကိုတော့သတင်းပို့တာမရှိပါဘူးတဲ့ဟုတ်ပြီအဲ့တော့ကျွန်တော်ကနည်းနည်း complicate ဖြစ်သွားတယ်နည်းနည်းရှုပ်ထွေးသွားတယ် ဒါဒီတိုင်ရင်ရောဟုတ်ရဲ့လားပေါ့ကျွန်တော်သတင်းပေးကြရတဲ့လူတွေထဲမှာအဲ့တော့ကျွန်တော်ကတိုးတိုင်ရင်ကိုစုံတန်းတာကိုကျွန်တော်နည်းနည်းပြန်လျှော့လိုက်တယ်လျှော့လိုက်တယ်ဒါပေမဲ့ကျွန်တော်နောက်ထပ်နေ့ကြီးကျွန်တော်စုံစမ်းလိုက်တော့အဲ့တိုင်ရင်လောက်တာဗျအမလေးတိုင်ရင်ဆိုပြီးဒီဒေးကြီးလာတာဘယ်သူကဘယ်သူလောက်တာဆိုပြီးတော့ပါတယ်လာတတ်သွားတာ9နာရီဗျတင်ကြပြန်စဉ်းစားကြည့်9နာရီတတ်သွားတယ်ဆိုရင်သတင်းပို့အောင်ပါဟုတ်တယ်နော်ကဲထားပါတော့ ဘာနိုင်လာတတ်သွားပြီးတည်မပို့ရင်အဲ့စကံကဘလို့ဖြစ်သွားမလဲအဲ့သူကြည်ရွတ်ကဒါရဲဘော်တွေကိုဒီတိုင်းလွယ်လွယ်ပေးထားတာလားကြည်ဖောက်ခွင်းကဥတဟုပေးဖောက်ထားတာလားကျွန်တော်တို့ဆိုဗျာဒါတော်သူလေးအမိမနေခဲ့တဲ့ဘုကျုံနယ်သားတို့ရှိမှကျွန်တော်နေခဲ့တာအောင်မအပေါ်စကမ်းမှာကျွန်တော်တနက်ဆန်းကျင်လို့ကြည်ဖောက်ရင်တော့မအောက်ကို walkie talkie နဲ့တရင်ရင်ပို့ရတာဗျအဲ့တော့ရွာနဲ့ကဲ့ရဲ့မှာ ထိုင်တဲ့တရင်အမှတ်၄အနေနဲ့ ဒီရွာထဲမှာတနက်တန်ကြားတာကိုသူတို့ကမသိဘူးလားဘာကြောင့်လဲဆိုတော့သူတို့မြေပြင်မှာစီးရင်ချင်းတွေရှုပ်ထွေးတယ်တာ ပြောတာ PDF 6ယောက်ကရွာထဲကိုဥထုဝင်လာပြီးတော့ကျွာလူကိုဆွဲထုတ်ပြီးတတ်သွားတယ်တနက်တန်လည်းကြားရတာနဲ့ဒီသတင်းသူကမသိဘူးလို့ပြောတာတည်းကသူမယူသားဘူးတိကျနောက်တစ်ခုကြတော့ဒါကိုသတင်းသူကမထုတ်ပြဘူးကျွန်တော်ဆိုရင် ပြောမယ်ဆိုရင်အရင်ဥပယူကြီးတွေမှာသုံးအောင်ဆိုရင်ဒလန်ရှင်းပြီးွားရဲ့ချက်ချင်းသတင်းထုတ်ပြန်တာဒီလူဒီဒီဒီအကြောင်းအရာကိုဒလန်အဖြစ်လောက်ကန်ခဲ့လို့ကျွန်တော်တို့အနေနဲ့ first warning ပေးပြီးသား second warning ပေးပြီးသားကျွန်တော်ဒီတက်ကြောက်ရှင်းလင်းလိုက်ရပါတယ်သွားရတာလေဒီလိုဒါရင်မလုပ်ဖို့ကျွန်တော်တို့ပြောခဲ့ပါတယ်ဒါပေမဲ့ဆက်ပြီးတော့လုပ်နေတယ် ဒလိုင်ရှင်းရဲ့ဟာလေးဆိုရင်ဒါအုပ်ချုပ်ရေးမှုတွေရှင်းတော့ဟာဆိုရင်ဗျာဒါဟိုပြောရမယ်ဆိုရင်ရှင်းတဲ့ UG တွေတို့ဘယ်လိုထုတ်ပြန်လဲအဲ့တော့ကျွန်တော်အနေနဲ့ပြန်ရှိရတယ်တိုင်ရင်းကဒီသတင်းကိုမသိလို့မထုတ်ပြန်တာလားပြည်ရနဲ့နှာစည်းနေရလားမော်လာဦးလောက်တာလားဆိုတာဟိုလက်ပြင်းမှာသွားတဲ့အစင်တော့ကျွန်တော်ထင်းနေပြီပြည်သူလူထုကသူကသူစိုက်ထားတဲ့စက်တုံတအိတ်ဖြတ်မယ်ဆို PDF ကို water gate ကိုအခွန်ပေးရတယ် ဝါရိုင်းကင်းကဖြတ်ပြီးသွားရင်ရေနသားရဲစကန်စကားစပတ်မှလည်းအခွန်ပေးရတယ်အခွန်တောက်လျှောက်ပေးပြီးသွားမှမြို့ကြီးပြကြီးကိုချက်တော်တိတ်ရောင်းလို့ရအဲ့တော့အခွန်ကောက်လို့ရနေတယ်ဆိုရင်စစ်မဖြစ်ဘူးဗျာသူ့ဂျိုးစီဝါလည်းမထီရဘူးကိုဂျိုးစီဝါလည်းမထီရဘူးဆိုတော့စစ်ကဖြစ်မနေဘူးဖြစ်မနေတော့ဘယ်လိုမျိုးစစ်ပွဲပေါ်ဆောင်ရလဲဆိုတာဒါတွေကစစ်ပွဲပေါ်ဆောင်တဲ့ကိစ္စရဲ့ဘာကျွန်တော်ပြောတယ်ဆိုတော့ကျွန်တော်แท้ဝင်ကြည့်ခဲ့တာလေးရှိရဒီတောင်ပိုင်းမှာကျွန်တော်တာဝန်ချတော့လဲเนาะ ရန်သာစကန်ကိုတိုက်မယ်ဆိုရင်ပြည်ထက်ကကြိုပြောတယ်ရန်သာစကန်စကတ်သာနောက်ဆုံးစကန်တိတ်လိုက်ပါပြီပေါ့ဗျာရန်သာစကန်ကိုစကတ်သာကပြန်ဝင်တိုက်ပြီးပြန်သိမ်းတော့မယ်ဆိုရင်ပြည်ထက်ကနောက်ဆုံးအဲ့လိုအနေထားနဲ့ကစားပြနေတာကစားပြတော့ကြာတော့ဘာဖြစ်လာလဲဆိုတော့ဘော်ဒါတွေဖြစ်လာတာဗျာပြဿနာကဘော်ဒါတွေဖြစ်လာတော့ဥက္ကုငယ်နဲ့ပြဿနာတတ်ဖို့ရှိရတတ်ဖြစ်ွားခဲ့တာကစကစနဲ့ စာကားစားနဲ့ဖြစ်ပွားခဲ့ပေမဲ့စာကားစားတရက်ခံအမှတ်လေးတည်ရင်နဲ့ဝင်ရှင်းရင်တကောင်းရင်တူတူပင်းတယ်ဆိုတာကိုတည်သွားမယ်။တည်သွားတော့တရက်ခံအမှတ်လေးကတည်ရင်ဘို့ကိုဦးကိုတွားပြီးတော့ဒီလူရှင်းခိုင်းတာဥက္ကုငယ်ဇလန်းကြီးအရှုပ်ကြီးရှင်းခိုင်းတော့ဥက္ကုငယ်ကိုတွားရှင်းခိုင်းတော့ရှင်းတဲ့လူကရှင်းမှုစာကားစားရဲ့ညွှန်ကြားချက်ရတဲ့ဟာကတည်ရင်ဘို့ကိုတိုင်းကိုဦးကိုဦးရဲ့အိမ်မှာတော်လိုင်းနာမည်ကလင်းယော် လင်းအောင်လင်းအောင်ဆိုတော့ကိုဦးကသူ့ကောင်မရှင်းမဲ့နဲ့သူ့ရှာတပ်သား6ယောက်ကိုလွှတ်ပြီးတော့ရှင်းခိုင်းလိုက်တာဒလန်ဆိုပြီးဆိုတော့ကြတဲ့အဲ့တော့ကျွန်တော်တို့ကအညာမှာဖြစ်နေတာအညာတွေကအညာခံတွေကအညာသားတွေကစကားစားနဲ့ပင်းနေတဲ့ဟာအများကြီးကျွန်တော်အညာဒူဘိုင်းအဓိကထောက်ပြတဲ့အရှိအညာဒူဘိုင်းပြည်စာလုပ်ငန်းတွေလည်းရှိတယ်ရှင်နဲ့နေတူးပြီးတော့တထေးတွေဖြစ်နေပြီဟမ်းမားတွေနဲ့သွားနေကြရဲလာနေကြတယ်အဲ့လိုအနေထားတွေဖြစ်နေတာဖြစ်နေရောတရက်ခံရင်ဆိုရလဲအိပ်ဘက် အချမ်းနေပဲစိတ်တရားကြီးတက်နေတယ်။တင်းနေပဲဆိုအဲ့ဘက်မှာမှတရင်လေးကနာမည်ပြတော်တော်ထွက်တယ်။ဒါကျွန်တော်ဦးလင်းဖြစ်မှာခိုးလေးကြော်ကြော်တယ်ဆိုတာဒါကျွန်တော် speed out လို့နေဗျာ။ကျွန်တော် speed out လို့အရင်ထဲကလည်းကျွန်တော်ကနိုင်ငံကြီးဟောပြောချက်လေးရှိမှရှိတယ်။ရှိရဆိုတော့ကျွန်တော် speed out လို့ဒီလောက်ထိကိုပြန်တန်သွားတာ။ရှင်းမှလူမသိသူမသိဒလန်သတိကပ်ပြီးရရှင်းခံနိုင်ရွာသားတွေဟာအများကြီးပဲ။သူမိသားစုတွေလည်းအဲ့ဒါရွှေမြပြောင်းမရနဲ့။ စပီအောင်လို့ဘယ်သူမှလည်းမရဘူးအဲ့တော့ကျွန်တော်အခုဒီကိစ္စဖြစ်တော့အကုန်လုံးကလာပြီးတော့ဝိုင်းဝန်းကြတယ်ပူပေါင်းကြတယ်ပေါ့နော်တရင်တစ်ခုလောက်တာနဲ့ PDF တွေအကုန်လုံးထိမှဆိုးလို့လဲကျွန်တော်ကတိတိကျကျပြောရတာဘာကြောင့်ဖြစ်လဲဆိုတော့ကျွန်တော်တိတိကျစုံစမ်းရတာကျွန်တော်နေအလှမ်းဝေးပါတယ်ဒါပေမဲ့တော်လိုင်းတိုင်းဝိုင်းကတော့ချင်းချင်းနေပါတော်တော်ချင်းပါတယ်တော်လိုင်းအတိုင်းဝိုင်းအခုနေရတကောက်လက်လန်းမီအောင်စုံစမ်းလို့ရပါတယ်เนาะအဲ့တော့ဒီအချက်လက်လေးကိုကျွန်တော်ပြောချင်တာက ။နောက်နောက်ဥက္ကုငယ်လိုလူမျိုးကြီးမဖြစ်ဖို့ရယ်ဒီလိုမျိုးကြီးအပေါ်ကနေဥပဒေမဲ့ကျူးလွန်တဲ့ဖြစ်ရပ်တွေကိုဘလို့တာဝန်ယူမှာလဲဥယီမွန်။ကျွန်တော်မေးခွန်းထုတ်ရမယ်။အဲ့ဒါကျွန်တော်မေးချင်တာမေးချင်တယ်ဆိုတော့သူအနေနဲ့ဟုတ်ပြီ MOD အနေနဲ့ဒါကိုသတင်းတွေကလည်းပြန့်နေပြီသတင်းဌာနတွေမှာအများကြီးဖြစ်နေတယ်အဲ့ဒါကိုကျွန်တော် MOD အနေနဲ့သူတို့ကို ဒါကိုဖြည့်ရှင်းချက်ထုတ်ခိုင်းတယ်ဆိုရင်ဖြည့်ရှင်းချက်ထုတ်တယ်ပေါ့ဗျာဒါပေမဲ့တိပါတယ်အခုသုံးသား15ရက်နေအခုဒီဖြည့်ရှင်းချက်မှာထွက်လာလို့ဆိုရင်ဒလန်တဲ့ဆိုထွက်ပြီလေဗျာဖုန်းနေအောင်တင်ထားတာပဲ password နေအောင်ဖွင့်ပြီးယူသွားတာယူပြီးတော့ဆွေမျိုးတွေကောင်မှာ highlight လုပ်သေးတယ်အဲ့ Facebook account နေနဲ့အဲ့တော့ဒလန်တယောက်ဆိုရင်သူကထုတ်ပြကြပြီလေအခုဒီမှာရက်ကကြားနေပြီဒလန်ဆိုပြီးတော့စွန့်ဆွဲလို့လည်းမရဘူးတသက်လည်းမရှိတော့တိုင်ပတ်နေပြီ ရှင်းရတာပတ်စံဘယ်လောက်ရလဲတော့ကျွန်တော်မသိဘူးเนาะအရှင်းခံလိုက်ရလို့เนาะအဲ့တော့သူတို့တိုင်ပနေတဲ့ကိစ္စအောင်လဲဥယျမုံတို့ကဘာမှမထုတ်ပြန်ဘူးငြိမ်နေရမှန်ဆိုရင်မဟုတ်ဘူးကျွန်တော်တို့ဒါအရေးကြီးဘူးလုပ်နေပြီတေချာအဲ့ဒီဘက်ကိုဘယ်လိုအောင်ဖြစ်ကွင်းဆင်းဆောင်ရသွားမှာနောက်ဆုံးပြအဲ့ဒီဘက်ကိုသွားဖို့ပါဝါရှိရတဲ့ယောက်ကဆင်းရမှာဆင်းပြီးတော့ကဲဟုတ်ပြီအဲ့ဒီဖြစ်ရတယ်ဘယ်လိုမျိုးရှိတယ်အဲ့တော့မင်းငေါ့ကိုတေချာဖြစ်ပွားပုံပြောဘယ်သူကသတင်းပေးတိုင်လဲအဲ့ဒီတိုင်တဲ့လူကဘယ်သူလဲ အဲ့တိုင်တဲ့လူကဟိုအိမ်ကဘယ်မှာလဲငါတို့ဒူးနဲ့စကားပြောမယ်တလန်လုံးဆွတ်ဆွဲဆိုတော့တိုင်တဲ့လူရှိလို့ပေါ့ကျွန်တော်ပြောဟုတ်တယ်ဟုတ်တိုင်တဲ့လူရှိရဘယ်သူတိုင်တာလဲအရှင်မြင့်ကြတဲ့တိုင်ချက်ဘယ်မှာလဲအဲ့တိုင်ချက်ကိုမင်းတို့ဖြည့်ရှင်းနေရဒီလိုမျိုးခေါ်ပြီးတော့ရွာလဲမှာတပ်လိုက်တာလားမင်းတို့အရင်ဆုံးခေါ်ပြီးတော့စစ်စေးလှုပ်သေးလားစစ်စေးဗနေရလှုပ်တယ်လှုပ်တော့ဘာပြေထွက်လဲ तू ကဘသူနဲ့ပတ်သက်လဲ ူနောက်ဆုံးကျူးလွန်ထားတဲ့အမှုကဘာလဲဘာမှမရှိဘဲနဲ့လူတယောက်ကိုကြွားလဲမှာတတ်ပြီးတော့ဒလန်လုံးဆွဆဲလို့မရဘူးအဲ့အတွက်ဘယ်မှာလဲပြစ်တယ်ချမှတ်ထားတဲ့အမိုဒီကအဲ့လိုပြစ်တယ်မရှိဘဲနဲ့ကြည်သူတွေရှိကနေပြီးတော့အလှူတွေခံမယ်ဒီလိုလူတွေကိုလက်နက်တက်စေတယ်ဆိုရင်ကျွန်တော်တို့ကပြည်သူတွေလူတဲ့ငွေရပြည်သူတတ်ဖို့မဖြစ်သေးဘူးလားအတီးပြူတာရှိလဲဆိုတော့ကျွန်တော်အနေနဲ့ကဘလို့ဆက်ဆက်လဲဆိုတော့ ပြီးခဲ့တဲ့ရက်ပိုင်းမှာကျွန်တော်သတင်းပေးလာတယ်။တက်သွားတဲ့အဲဒီစကန်းကဟိုတရင်ဘူးကလင်းရောသူ့ပုံပို့ပေးမယ်ဆိုပြီးခဏနေကြောက်ရောက်လာ။ NLD ခေတ်ကပုံ။နောက်တယောက်ကကြတော့သတင်းပေးလာကြတော့ရွာသားကြီးကြတော့သတင်းပေးလာကြတော့တက်သွားတာကိုဦး။ကိုဦးကအဲ့မှာဘာယာဒူးလဲတော့သူတို့အတီးကြအရင်ရောမသိဘူး။ဒါပေမဲ့ဂျာဒူးကြီးတွေကဖြစ်မယ်။မူတခုခုတော့ဖြစ်မယ်ပေါ့ဗျာမူတခုခုတော့ဖြစ်မယ်ပေါ့အဲ့တော့ တတ်သွားတာကိုဦးအဲ့တော့ကျွန်တော်ကပြန်ပြောင်းတွေးရတာဟာလင်းအောင်ဘုတော်ကိုဦးအဲ့တော့လင်းအောင်ကတန်ရင်မူကိုဦးကခွဲမှုလို့ပါတော့တခုခုဖြစ်မယ်ဗျာအဲ့လိုမျိုးကျွန်တော်တွေးတယ်နောက်တတော့ကကြတော့လာပြီးတော့ဓပုံနဲ့ပို့လာတယ်တတ်သွားတာကိုဦးသူ့ရဲ့ပုံကဒီပုံဆိုတော့အန်ဒီအန်ဒီကိုစလေတုံးကပုံကလင်းအောင်ပုံကကိုဦးနဲ့တပုံစံနဲ့တယောက်တည်း ဲ့တော့ကျွန်တော်တို့ကနာမည်အမည်ကြီးကကိုဦးဟုတ်ပြီနော်ကိုဦးအာကိုဦးကလင်းရောကျွန်တော်အဲ့လိုအကုန်လုံးလာပေးတဲ့သတင်းတွေကိုကျွန်တော်ကစုပြီးတော့ပြန်ပြီးတော့ပေါင်းကြည့်လိုက်တဲ့အခါမှာဒီကိုဦးကလင်းရောလက်နက်ကင်ထားတဲ့ပုံနဲ့ကိုဦးကိုဦးကလင်းရော NLD kick ကဒါဟိုပင်နီဝစ်ထားတဲ့ပုံတွေကတည်ုပ်တဲ့လေ ဲ့တော့ဂျွာသားတွေပြောတာတွေရောပေးထားတဲ့နောက်ထပ်သတင်းအချက်အလက် တွေရောဈာအဖွဲ့တွေကပေးပို့ထားတဲ့ဟာတွေရောအကုန်လုံးကအတန်သွားတူတယ်ကျွန်တော်တို့ကလူတဦးတယောက်တည်းရဲ့ individual လာပေးတဲ့ message ကိုကျွန်တော်ကလက်ခံလို့မရအောင်ကျွန်တော်လက်ခံတဲ့ message ကလူပုံကို၃ဦးခွဲတယ်သူ့ရဲ့ရည်ထည်ချက်တင်းချက်ကသတင်းသမားအစစ်နော်နှင်းချက်ကကြတော့ဂျွာကန်နေကန်သုံးချက်ကတော့လက်နက်ကန် ဲ့ဒီသုံးဦးပေးပို့တဲ့ဟာတွေအကုန်လုံးကတိုက်ကြည့်လိုက်တဲ့အခါမှာလူပုဂ္ဂိုလ်ကတဦးတည်းကျွန်တော်အတန်ရဖြစ်ခွင့်ရှိတယ်ကြည်သူတယောက်အနေနဲ့ဘာကြောင့်လဲဆိုတော့19ရက်နေ့ကစီရင်ခံရတဲ့လူတယောက်ရဲ့ဟာကိုအခုထိသတင်းမထုတ်ပြန်ဘူးအဲ့လိုပဲအရှိမအစီရင်ခံရတဲ့လူတွေရှိတယ်သတင်းမထုတ်ပြန်ဘူးဘာကြောင့်လဲဘာကြောင့်လဲ ဒါရှင်းရှင်းလေးပဲလေလူတယောက်ကကိုလုံးတဲ့ဟာကိုမှန်တယ်ဆိုဥမာဗျာအခုအနေနဲ့ဒါကျွန်တော်ပြောရမယ်ဆိုရင်ကျွန်တော်ဒီဒီလောက်ရောက်ကိုတာဝန်ယူပါသည်ဆိုရဲအောက်မှာလက်မှတ်လေးတော့ထိုးရမှာလေလူတက်တဲ့ဟာရဲ့ကိစ္စကြီးကအကြီးကြီးလေဗျာအဲ့ဒီအနေထားမှာတင်းလည်းမထုတ်ပြန်ဘူးလက်မှတ်လည်းမထိုးဘူးဆိုရင်တက်ခံတဲ့လူကမှားလားတက်တဲ့လူကမှားလားကျွန်တော်ပြန်တွေ့ရတော့မတားရေဘူးကချက်ကြပဲဟုတ်တယ်နော် တက္ကံလူမှားတယ်ဆိုရင်ဘာကြောင့်မှားလဲဆိုတာသတင်းထုတ်လေလက်မှတ်ထိုးလေဘယ်ကောင်ရှင်းသွားလဲဆိုတာအဲ့လိုမှမရှင်းနိုင်ဘူးဆိုရင်တော့ဒါတက္ကံလူမှားမနေတော့ဘူးလေတက်တဲ့လူမှားပြီဘာကြောင့်လဲဆိုတော့ဘာကြောင့်တက်လဲဆိုတော့မပြောပြနိုင်လို့ကျွန်တော်တို့ကမှုကင်းလေးအနေနဲ့ပြောမယ်ဆိုရင်ရွာလူတွေကိုပြန်ပြောမှာဆိုလို့အကြောက်တရားထည့်တယ်တိချက်ဟုတ်တယ်နော်ရှင်းသွားတဲ့လောင်းကိုထားခဲ့တယ်ဒါအကြောက်တရား မင်းတို့ကြီးလိုက်ငါတို့ရှင်းသွားရင်မျက်နှာပွင့်ပြီးတော့တွေ့လားမျက်မှန်လေးအောင်လွှင့်ပြီးမျက်လုံးတော်ထွက်နေတာနှင်းချက်သူအနေနဲ့သတင်းဖုံးတယ်တင်ရမသိပါဘူးဆိုပြီးကျွန်တော် reply ပြန်တယ်သတင်းဖုံးတာစီရီသတင်းတွေနဲ့ရှုပ်ထွေးတဲ့အောင်လောက်တာသုံးချက်အမ်မိုနီယာနေပြီသူတို့ဖိအားပေးနေဒါကိုရှင်းတော့နော်မင်းဟိုမှာမြောက်အောင်အောင်နေပြီ အဲ့အနေထားမှာလဲချိန်ပြီးရှင်းတာအမ်မိုနီယာနေလဲသူကပြောရမှာလေကျွန်တော်တို့အနေနဲ့ကောဒီနေ့စာမတ်ဒီလောက်နဲ့သူတို့တရင်ကိုကျွန်တော်စာပို့ပြီးပါပြီဒီကိစ္စကိုတရင်တာဝန်ခံကနေပြီးရှင်းရမယ်မီဒီယာရယ်ပဲရှင်းရင်ဘယ်သူရှင်းကျွန်တော်စိတ်ဝင်စားအောင်ဒါမဲ့ရှင်းရမယ်ကျွန်တော်လက်ထဲကိုသတင်းရောက်ရမယ်ဘာကြောင့်လဲဆိုတော့စီရင်ခံရတဲ့လူရဲ့မိသားစုသတင်းရောက်ရမယ်နောက်အရေးကြီးဆုံးအချက်နဲ့ပေါ့စီရင်ခံရတဲ့မိသားစုဝင်တွေကိုဘယ်လိုကာဝယ်ပေးထားလဲ ူဖုန်းနေတိမ်းသွားတယ်လေ။ဘာကြောင့်တိမ်းတာလဲဖုန်းက။အဲ့လိုဥရကိုတိမ်းဝင်ရှိလား။မရှိဘူး။ဒီကိစ္စကဘယ်လိုမျိုးဖြစ်နေခြင်းလဲဆိုတော့ကျွန်တော်ကပြည်လူထုတွေကိုကျွန်တော်ကစိတ်ကြသိခြင်းလား PDF ကို စိတ်ကြသိခြင်းလား။အဲ့တော့ဆိုင်ရတဲ့ဂျင်းနဲ့အပိုင်းပေါ်မူတည်ပြီးတော့အရေးယူဆောင်ရွက်မှုဘယ်လိုမျိုးရှိမလဲပေါ့နော် အဲ့အကောင်လုံးပြူလူလူကိုခြားပြနိုင်ရတော့ဖြစ်ပြူလူလူရှီယာယုံကြည်မှုကဒီတက်ပို့ပြီးတော့စစလို့ကြားသွားနိုင်တယ်ဒါဟို MOD ဒါ UNG အနေနဲ့ပေါ့နော်ဒါပို့ပြီးရသွားနိုင်တယ်တကယ်လို့ဒီရောဒီတိုင်းပဲဟိုက်သွားမယ်ဆိုရင်တော့ဖြစ်ကျွန်တော်အနေနဲ့ကကျွန်တော်ကဘလို့ရှေ့ဆက်ရမယ်ဆိုတော့ဒါသူတို့ဒါအချင်းချင်းဒါပြစ်တာမပေးတော့ဘူးဆိုရင်ကျွန်တော်ကပြူလူလူကိုကျွန်တော်ဒီတက်ပို့ပြီးတော့ကျွန်တော်ခြားပြရအောင်မယ်တာဝန်ရှိရယ်လေဘာကြောင့်လဲဆိုတော့ နင့်တာသွားတဲ့လူကကျွန်တော်ရဲ့မိသားစုဝင်မှမဟုတ်ဘူးဘသူမဆိုဒီလိုမျိုးနင့်တာသွားရဲဆိုရင်ဒလန်သတိကလည်းအကန့်ခံအောင်ပါတို့လို့တို့လို့ရင်းနဲ့နင့်တာရဲ့မိသားစုကပြောရမယ်ဆိုမိရင်းနှစ်ခါနာတယ်ဗျာဟုတ်လားအခုပြေးနေလွားနေရတယ်ဆိုရင်၃ခါလောက်နာနေပြီဒါနဲ့တော့ကျွန်တော်ကတော့ဒါတိကျရက်တိပြီမှာကျွန်တော်ရက်တိပြေးမှုတော့ရှင်းတယ်အဲ့ခရိုင်မှာဒီလိုမျိုးအလားတူဖြစ်ပွားခဲ့တဲ့အမှုတွေရှင်းကျွန်တော်ရှိလား လာတဲ့ခါမှာဘသူကဘသူ့ကိုဆုံရှုံထားလဲမိသားစုရဲ့အဲ့ဒီတော့ကအခင်းဖြစ်သွားတဲ့ပုံစံကဘလို့မျိုးတယောက်ချင်းစီပြောကျွန်တော်နောက်ဆုံးပဲဖြစ်ဖြစ်မှာပေါ့နော်လောလောဆယ်ပေါ့လောလောဆယ်ပေါ့အဲ့တော့အဲ့လိုအနေထားနဲ့ကျွန်တော်ထပ်ပြီးတော့ဒီလူတို့ကိုကျွန်တော်ချပြချပြရင်လည်းဒါမီဒီယာတွေလည်းကျွန်တော်အကုန်ဖိုင်နေပေးဖို့ပြင်ပါပါဒီအကုန်လုံးပေါ့နော်ဒါဗီဒီယိုကွန်ဖရင့်အနေနဲ့အကုန်လုံးပြောထားတယ်ဒါဘယ်သူကဘယ်ချိန်မှာပြောသွားတယ်ဆိုတဲ့ဟာပေါ့နော်ရုပ်ပြလို့ရရလို့ရုပ်ပြ ရုပ်ပြလို့မရလို့ပဲအတန်ထွက်ပေါ့နော်အတန်အောင်ရုပ်ရောပြလို့မရဘူးကိုမိသားစုကလည်းအိမ်မှာမလုံးမြောက်သေးဘူးဆိုရင်တော့ကျွန်တော်တို့ကဒါ digital ဘိုင်းဆိုင်ရာနဲ့မြင်တာလေးကိုကျွန်တော်ပုံမဲ့အတန်ကိုကျွန်တော်ပြန်ဖြတ်ပြီးတော့ကျွန်တော်တို့အကုန်လုံးပြပြပေးမယ်ပေါ့နော်အဲ့လိုနေထားလေးနဲ့ကျွန်တော်ထပ်လုပ်သွားဖို့ရှိတယ်ဒါပေမဲ့တီးစကြဟုတ်ပြီအဲ့တိုင်ခိုင်ဟိုဘာလဲ တရက်ခံတရင်လေးနဲ့ပတ်သက်တဲ့အမှုတွေအကုန်လုံး MOD အနေနဲ့တိကျပြန်ကန်တွင်နေပါပြီ။ဘယ်မှုမှာတော့ဘလူကဘလူဖြစ်တာပါဆိုပြီးတိကျထုတ်ပြန်ရင်တော့ဒီလိုလမ်းတွေကိုကျွန်တော်ရှေ့ဆက်သွားမှာမဟုတ်တော့ဘူး။မချက်ကျူစကားတော့ကျွန်တော်ပြောမယ်ဆိုရင်ဖီလူလူတွေအနေနဲ့ရွာကန်တွေရောဒါပြောမယ်ဆိုမျိုးကြီးပြကြီးကလူတွေရောကျွန်တော်သိပြီးရောမမာပါဘူး။တော်သူဒါဟိုပြောမယ်ဆိုဒါမျိုးကြီးပြကြီးကတော့ဒါဟိုစစ်တပ်ဘက်တစ်ဖက်ပဲရှိတာဟုတ်ဒါ စစ်တပ်ပြုသမျှနှူးကြရတာအဲ့တော့နိုင်ငံတွေကြတော့ခုနလိုမျိုးစိုးစိုးကစစ်တပ်ကလည်းရှိနေတယ်ကိုဘက်ကလူလည်းရှိနေတယ်နော်အဲ့တော့နီးရတာကလည်းကြောက်ရတယ်ဟိုဘက်ကနေပြီးတော့စစ်ပွဲကြီးဖြစ်ပြီးတော့ချားညံ့မှလည်းကြောက်ရတယ်အဲ့တော့ပြည်လူလူတွေအနေနဲ့အသက်ရှည်အောင်သာနေပါလို့ကျွန်တော်ကဒီကနေပြီးတော့ပြောချင်တယ်ဟိုဘက်ဓာတ်လည်းကြောက်ရဒီဘက်ဓာတ်လည်းကြောက်ရနေရာမှာပြည်သူတွေမညံ့မိဖို့နော်အချိန်မီပြေးကြပါလို့တခုခုဆိုရင်အဲ့လေးပြောချင်ပါတယ်